မင်္ဂလာပါရှင်တာတီး channel ကနေကြိုဆိုပါရစေဒီနေ့မှာတင်ဆက်ပေးမယ့်ပရာလောကဖြည့်ရမန်ဇလန်းလေးတပုတ်ကတော့စာရေးသူကိုဖြိုးကြိုက်လက်ရေးသားထားတဲ့ရုပ်ကစိုးနဲ့ရဲ့အညိုးဆိုတဲ့ဇလန်းလေးရဲ့အစာဆုံးကိုတင်ဆက်ပေးမှာပါဟုတ်ကဲ့ဇလန်းလေးမစတင်ခင်မှာထုံစံတိုင်းပါပဲကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဇလန်းအသစ်သစ်တွေတင်နိုင်သိနိုင်ဖို့ဘေးနား notification bell လေးကိုနှိပ်သွားပေးပါဦးနော်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲစတင်ပါမယ် အင်အားရီတိုင်းတွင်းမှာရှိတဲ့ကြံတော်ရွာလေးမှာငွေကြေးချမ်းသာတဲ့ဥပါတန်တို့မိသားစုရှိတယ်။ငွေကြေးချမ်းသာတာကြောင့်နှစ်ထပ်အင်ဂျီကိုစောင့်လုပ်ထားပြီးတော့တီဝီ VCD ဆက်တွေလည်းရှိတယ်။ဥပါတန်ကမြေသည့်အရာမှအယုံမရှိအကြောင်းလည်းမရှိပဲတစုံတိုးတစောက်ကံပြုလုပ်ပြောဆိုတတ်ပေမဲ့ရွာထဲမှာရှိတဲ့လူတွေကတစောက်ကံပါတန်လို့ခေါ်ဆိုကြတယ်။ဥပါတန်မှဇနီးတဲ့ဆုံးပါသွားပြီးသား၃ယောက်နဲ့သမီး၂ယောက်ရှိလျာတိုင်းနှစ်ယောက်ကအိမ်နောက်ရပ်သားကြပြီးအိမ်ခွဲနေကြလို့ တမီးတွေဖြစ်ကြတဲ့မရင်ငွေမရင်ရွှေတားငယ်ထွန်သိမ့်တဲ့အတူနေထိုင်နေတားနဲ့တမီးတွေကအောက်ထက်မှနေကြပြီးတော့ဥပတန်အပေါ်ထက်မှနေထိုင်နေညဘက်တွေမှာတားသမီးတွေကကြည်ပွေရလာတဲ့စက်ကားတွေကိုကြည့်ရှုကြပြီးဥပတန်ကည9နာရီထိုးတာနဲ့အပေါ်တက်ကိုတက်ကအိတ်လေးရှိပြီးဥပတန်ရဲ့အင်းရှိရွာလဲမကြီးတစ်ဖက်ကန်းဥပတန်အပိုင်ခြံထဲမှာယောက်ျားလေးဖက်ခန့်ရှိတဲ့အထီးကရကုတ်ကုတ်ပင်တပင်ရှိပြီးတော့ရောက်ကစုံနဲ့ကြည်နေတယ်လို့ပြောဆိုကြတယ် တကူလာမကြမိမှာမိုးရေရွာကြီးတော့မီလျှက်စင်မီမရှိတဲ့တောရွာဖြစ်လို့ထမင်းဟင်းတွေချက်ပြုတ်စားတော့ဖို့အတွက်တင်းမီပူတွေကိုအသုံးပြုကြတယ်အဲဒါကြောင့်ထင်းချောက်တွေရရှိဖို့တပေါင်းလားလောက်မှစပြီးတော့ထင်းတွေကိုခုတ်ထည့်ဖြတ်တော့ပြီးအချောင်လှဲထားကြရတယ်ထင်းတွေချောက်သွင်းထင်းတွေကိုမိုးလုံးနဲ့တဲတဲကိုထည့်သွင်းသိမ်းဆီးကြရတယ်အဲဒီမှသာမိုးတွင်းမှာထမင်းဟင်းတွေချက်ပြုတ်ဖို့ထင်းချောက်တွေကိုအလဲတကူရရှိမှဖြစ်တယ်တနေ့မှာဥပါတန်အမိုးတွင်းစာအတွက်ထင်းတွေစုဆောင်းထားဖို့အတွက် သစ်ပင်တွေကိုခုံလဲဖြတ်တောက်ပြီးထင်းတွေပြုတ်လောက်ကအချောင်လှမ်းနေတယ်။တမောရင်းစာထင်းတွေကမလုံလောက်သေးလို့ကုကုပင်ကြီးရဲ့အကိုင်းတွေကိုခုတ်ယူပြီးတော့ထင်းလောက်ဖို့ကြံစီမိပြီးသစ်ကုတ်သမားကိုငှားပြီးတော့ခုတ်ခမ်းလိုက်တယ်။ရွာထဲမှာရှိတဲ့သစ်ကုတ်သမားတွေကမခုတ်ရဲကြလို့တဖက်ရွာကသစ်ကုတ်သမားတွေကိုတွားခေါ်တယ်။အဲ့ဒီတက္ကသမားတွေကကုကုပင်ကြီးကိုလာရောက်ကြည့်ရှုကြပြီးတော့ဟာကုကုပင်ကြီးကအကြီးကြီးပဲဗျခုတ်လို့ဖြစ်ပါမလားဥပါဒံ ခုတ်မှသာခုတ်ဆန်းမှာကွာခမားတို့ကြောင့်ရင်ဘာသာခုတ်ခန်းလို့ခုတ်တာမကျင်နဲ့ဘာသာဝင်တော့တွားပြောလို့ပြောလိုက်ခုတ်ကောက်လည်းသူများတွေထက်ပိုပေးမယ်ဟုတ်ပြီလားဒီလိုဆိုရင်လည်းကျွန်တော်တို့ခုတ်မယ်ဗျာတပင်ကအတော်ကြီးတော့လူစုဝါမာနဲ့ဓာရီသွေးရအောင်မာနဲ့ဆိုတော့တပတ်ကကြမှာလာခုတ်မယ်ဗျာအေးပါမင်းတို့အဆင်ပြေတဲ့အချိန်တောင်လာခဲ့ငါကတော့အမြန်လေးကောင်းလေပဲဟုတ်ကဲ့ကျွန်တော်တို့တပတ်ကလာခုတ်မယ်အခုရွာပြန်ပြီးတော့လုံးစရာရှိရလေးလုံးမယ်ဗျာအေးအေး တပတ်ကကြရင်ဆက်ဆက်လာခဲ့ကြငါမင်းတို့စားဖို့ထမင်းပိုးချက်ထားလိုက်မယ်ဟုတ်ကဲ့တပတ်ကကြရင်ဆက်ဆက်လာခဲ့ပါမယ်တိတ်ခေါသမားတွေလည်းဂရိပေးပြီးတော့ပြန်သွားကြတယ်အဲ့ဒီတရင်ကြတဲ့အခါမှာရွာသားတွေကထိတ်လန့်အံ့ဩကုန်ကြတယ်ဘာတန်းကတော့ပြဿနာကိုမီးကွက်ထုံပြီးတော့ရှာနေပြန်ပြီဟဲ့ဟုတ်ပါဗျာတစတိုးတစောက်ကန်ဘူးကလန်ကွာစာရေးဘာတန်းလေးဘသူမှမခုတ်ရဲတဲ့တစ်ပင်ကြီးကိုခုံမလို့တဲ့ဒီရွာတိတ်ခေါသမားတွေကမခုတ်ရဲကြလို့ ဟိုဘက်ရွာတစ်ခုတမားတွေဈေးပို့ပေးပြီးတော့သွားငန်းလာတာတဲ့။ဘာဖြစ်မလဲစောင့်တာကြည့်ကြပြီးတော့။ဟုတ်တယ်။ရောက်ကစိုးနဲ့ကြီးနေတဲ့အပင်ယုံမှခုတ်မလို့တဲ့။သူ့ဘာသာသူနေတာကိုသွားဆိုင်တော့ဟိုကငြင်းငြင်းမှမဟုတ်ဘူး။ဘဲချက်မသားပေါ်နေမလဲကြည့်နေကြပြီးတော့ဟိ။ရွာသူရွာသားတွေကတယောက်တစ်ပေါက်ပြောဆိုဝေဖန်နေကြပေမဲ့ဥပါတန်ကတော့ခယူမဆိုင်အဲ့ဒီအခါဥပါတန်ရဲ့ဦးလေးတော်ဆက်သူဦးအောင်ကြီးကသွားပြီးတော့တားရီဟဲ့ကောင်ပါတန်မင်းဟိုကုတ်ကိုပင်ကိုခုံးမလို့ဆို ဟုတ်တယ်။မိုးရင်းစာထင်းလို့ဖို့ခုံမလို့လေ။ဘာဖြစ်လို့လဲ။ဟာဘာဖြစ်ရမှာလဲ။အဲ့ဒီအပင်ကအထီးကအပင်ကြီးလေ။ပြီးတော့ယောကဇိုးနဲ့ကြည်နေနေရဲ့လို့ပြောနေကြတာ။မင်းခုံလိုက်ရင်သူနေစရာပျက်စီးသွားမှာပေါ့။အချားပင်တွေပဲခုတ်ပါကွာ။ဟာအချားပင်တွေကအသီးတွေတင်းနေကြတယ်အပင်တွေကြီးပဲ။ဒီကုတ်ကုတ်ပင်ကဘာအသီးမှလည်းမစားရအောင်။ထင်းကန်းတွေကလည်းအများကြီးပဲဗျ။ပြီးတော့ခမားတို့ပြောပြောနေတဲ့ယောကဇိုးနဲ့ကြီးဆိုတာခမားတို့မြင်ဘူးလို့လားအလကားရှောက်ပြောနေကြတာ ဟာမြင်တော့ဘယ်မြင်ဘူးမလဲကွာလူကြီးသူမတွေပြောတာပေါ့အပင်ကြီးရင်အဆောင်လျှောက်ဆိုတာရှိရဲကွာတကယ်ရှိရဲဆိုရင်လေဘာတန်းကဂယုမဆိုင်ဘူးကျုပ်ပိုင်တဲ့အပင်ကျုပ်ခုတ်တာဘသူ့ကိုဂယုဆန်ကြီးအောင်ပါလေဗျမင်းပိုင်တဲ့အပင်ဆိုပေမဲ့ဒီအပင်ကြီးဟာအထီးကရအပင်ကြီးလေပြောမရလို့ခုတ်မဲဆိုရင်လေသူနေလို့ရအောင်တကန်းညကန်းလောက်တော့ခြံထားပေးလိုက်ပါကွာဟာတကိုင်းမှမခြံနိုင်ဘူးဗျာအကုန်ခုတ်ပြမှာအဲ့ဒါမှမိုးတွင်းစာချင်းဖူလုံးမှာ ကျုပ်ထင်မရှိရင်အဲ့ဒီရောကစုံးညကြီးကထင်းလာပေးမှလား။သွားစမ်းပါဗျာ။အေးမပါတာလေလာပြောမိနဲ့။အေးငါမင်းကိုစေတနာနဲ့ပြောတာ။လက်မခံရင်လည်းမင်းသဘောပဲ။ဥပတန်းရဲ့တဆူတိုးစကားကြောင့်ဥပောင်ကြီးကဒေါသဖြစ်ပြီးတော့ပြန်လာခဲ့ရတယ်။နောက်နေ့ရကြတဲ့အခါမှာတပည့်ရွာတက်ခေါသမားတွေရောက်လာကြပြီးတော့ကိုကိုပင်ကြီးရဲ့အကမ်းတွေကိုခုတ်ဖို့ပြင်ဆင်လေတော့တယ်။ကိုကိုပင်ကြီးရဲ့ခိုင်းတွေကိုခုတ်ဖို့အပင်မော်ကိုတက်ဖို့ပြင်လိုက်ချိန်မှာလေလဲမကြိုက်မိုးလဲမရွာပဲ။ ကုကုပင်ကြီးပေါ်မှာတက်ဖြောဖြောတရှဲရှဲမြည်လာလို့အပင်မော်ကိုတက်ဖို့ပြင်းနေသူတွေကထိတ်လန့်ကုန်ကြတယ်။အဲ့ဒီအခါသစ်ခုံသမားကောင်းဆောင်ကကဲအဲ့ဒီအပင်ကပုပ်ကိုကြီးမကျင်တတ်တာရှင်ဥပါတန်းဟောတာသွားလို့ပါပြို့ကျိုးတို့ကသူခိုင်းလို့လောက်ကြရတာပါကျိုးတို့ရောဘာမှမလုပ်ပါနဲ့အဲ့လိုအော်ပြောလိုက်လေရပြန်လဲပြီးတော့ငြိမ်သက်သွားတယ်။အဲ့ဒါကြောင့်သစ်ခုံသမားတွေလည်းအပင်မော်ကိုတက်ပြီးတော့အကမ်းတွေကိုခုတ်ထိကြလိုက်တော့တယ် အကန်းကြီးအကြီးမားပြီးတော့အများပြလုံးလို့လူရင်အားနဲ့ခုတ်ထင်းလိုက်ကြတာမှနေထန်းတပြားအယောက်လောက်မှပြီးလေတယ်။ရကစုံနဲ့ကြီးနေရလို့ဆိုကြတဲ့ကုတ်ကုတ်ဘင်းကအကန်းအခက်တကိုင်းမြပဲမကြတော့ပဲဂရုံးဖြစ်သွားပြီးတော့ငုတ်တို့ကြီးမြသာကြံ့ရင်နေတော့တယ်။နောက်တနေ့ညနေမောင်ရီပြိုးစအချိန်မှာဥပါတန်ရဲ့သမီးငယ်မရင်ရွှေကလေရဲရအင်ကိုပြန်လာနေခိုက်အိနာအယောင်မှာအနောက်ကနေပြီးတော့တစုံတစ်ယောက်ကလှမ်းဆွဲလိုက်သလိုခန်းစားလိုက်ရလို့လှည့်ကြည့်လိုက်ပေမဲ့ဘာမှမတွေ့ရလို့ စက်သိန်းဝင်းညင်းတွေထလာပြီးတော့အိမ်ကိုအမြန်ပြေးခဲ့ရတယ်။အိမ်ကိုရောက်တဲ့အခါအိမ်ပေါ်မှာထိုင်နေတဲ့ဦးအောင်ကြီးကိုစိုက်ကြည့်လိုက်ပြီးတော့လက်ညှိုးထိုးကာဟွဘာတန်းမင်းတတိထားအဲ့လိုအတန်အော်ကြီးနဲ့ပြောလိုက်တယ်။ဟဲ့ရင်းရွှေနေဖက်ရို့လက်ညှိုးထိုးပြီးတော့ဘာတွေပြောနေရလဲ။ငါရင်းရွှေမဟုတ်ဘူး။ဟိုကုတ်ကုတ်ဘင်းကြီးမှနေတဲ့ရုပ်ကစိုးနဲ့ကြီးပဲ။အခုမင်းကအကိုင်းတွေကိုအကုန်ခုတ်လိုက်တော့ငါနေစရာမရှိတော့ဘူး။မင်းကိုမကျေနပ်ဘူး။ ကံမြင့်နေတော့လှုပ်ထားအောင်ပေါ့ကွာ မကြခင်ငါအကြောင်းသိစေရမယ်ဘာရုပ်ကစိုးလဲဘာနဲ့လဲဘာမှအယုံကြည်မရှိဘူးကွာငါပိုင်နဲ့ပင်ကိုငါခုတ်တာဘာဖြစ်လဲအေးမင်းပိုင်နဲ့အပင်ကိုခုတ်ရင်လဲနန်းနေကိုင်းတကိုင်းခြံထားပေးရတယ်ကွာဘာဖြစ်မလဲဆိုတော့မကြခင်မင်းသိစေရမယ်ဒေါသတကြီးအန်ကျိတောက်ခတ်ပြီးတော့ပြောလိုက်ပြီးမရင်ရွှေရလဲကြသွားလိမ့် အဲ့ဒီအချိန်မှာနောက်ကလိုက်ပါလာတဲ့အမဖြစ်သူနဲ့မောင်တို့ကပြွေထူလိုက်ကြပြီအမရင်ရွှေဘာဖြစ်တာလဲအမအမအဲ့ဒီအခါကျမှမရင်ရွှေကကြောင်ချောက်ချားနဲ့ဟင်ငါငါဘာဖြစ်လို့လဲအဲ့လိုမေးလာလို့အကြောင်းစုံကိုရှင်းပြလိုက်ရာကျမလေတွေဟာပြန်လာတာအိနာရောက်ခါနီမှာအနောက်ကတရားရောက်ကလှမ်းဆွဲလိုက်သလိုဖြစ်သွားတာလှဲကြည့်လိုက်တော့လေဘသူမှမရှိဘူးအဲ့ဒါနဲ့စက်သိမ်းမွေးငင်းထလာပြီးတော့ကြောက်ကြောက်နဲ့အိမ်ကိုအမြန်ပြန်လာတာ အင်းရှိရောက်တော့ခေါင်းနဲ့မိုက်ခနဲဖြစ်သွားပြီးတော့ဘာမှမသိရဘူးအခုမှပြန်တည်ရတာကဲကဲလာအိမ်မော်တက်တော့ဘာမှမဟုတ်ဘူးစိတ်ကြောင်ချောက်ချာဖြစ်တာဖះစင်မောရေမန်းတောက်လိုက်ကောင်းသွားလိမ့်မယ်ဥပဒန်းကခက်ပေါ့ပေါ့ပင်ပြောလိုက်ပြီးတော့အမှုမဲ့အမတ်မဲ့ပင်နေလိုက်တယ်အဲ့လိုမရင်ရွှေကိုရောကစိုးနဲ့ကြီးကဝင်ပြီးတော့ပိုးရဲအကြောင်းကိုရွာသူရွာသားတွေတီးကြတဲ့အခါမှာပို့ပြီးတော့ထိတ်လန့်ကုန်းကြတယ်အဲ့ဒါကြောင့်ရွာတွေကဘဟုတုတပြည့်စုံတဲ့ ဘာသာအေးထံကိုတွားပြီးတော့မေးမြန်းကြတယ်။အဘကြီးဥပါတန်တော့ဟိုကုတ်ကိုပင်ကိုခုတ်လိုက်တာ။အဲ့ဒီအပင်မှနေတဲ့ရုပ်ကစိုးနယ်ကြီးကမကျေနပ်လို့သူ့သမီးရဲ့ငယ်မရင်ရွှေကိုဝင်ပူးပြီးတော့ဥပါတန်ကိုကျင်းဝါနေရတဲ့အဘကြားပြီလား။အေးအဘလည်းကြားပြီးပါပြီ။ဒီကောင်ပါတန်ကမလုံတဲ့တာကိုလှုပ်လိုက်တာပဲ။အထီးကရအပင်ကြီးကိုဂရုံဖြစ်အောင်ခုတ်လိုက်တော့အပင်ကြီးမှမိတွေ့နေတဲ့ရုပ်ကစိုးနယ်ကြီးလေသူ့ရဲ့ဘုံပိတ်မှပြက်စီးရလေတော့စိတ်ဆိုးပြီပေါ့။အဘ ယောက်ျားစုံနဲ့ဆိုတာတကယ်ရှိလို့လားရှိတာပေါ့လူဘဝတော့ဖရာတရားတန်ကယရနာသုံးပါးမြဲမြံသူရဲ့အကျိုးရွာအကျိုးအများကောင်းကျိုးဆွန့်ဆွန့်တမင်တဲ့ပိုးခဲ့သူတွေကွဲလို့ရင်တော့ယောက်ျားစုံဆိုရက်စတုမဟာရဲ့အောင်းနဲ့တွေဖြစ်ကြတယ်သူတို့ဟာတပင်ကြီးညောင်မင်းကြီးတွေကိုပုံမိမ့်မှန်ပြုတ်ပြီးတော့နေကြလို့ယောက်ျားစုံနဲ့လို့ခေါ်ကြတယ်ယောက်ျားစုံနဲ့ကြီးတွေဟာတရေတစေပိတ်တာကြက်တွေထက်ဖုံးတကူကြီးမာတယ်တားဆူပိုင်ရင်တားဆူပေးတယ် သူတို့ရိုးရိုးတည်တည်လေးလေးစားစားဆက်ဆံပြီးကုသိုလ်ကောင်းမှုတွေပြု အမြားပေးဝင်အဲ့ဒီသူကိုပြန်လေကြည့်ရှုစောင့်ရှောက်လေးရှိတယ်။ပြီးတော့ရကစိုးညကြီးတွေကအသက်လုံးရှေ့ကြတယ်။ဘလောက်ကြီးအသက်ရှေ့တယ်လဲဆိုရင်နောက်ပွင့်မဲ့ဖီးအားရှင်ကိုတော့ဖူးမြော်ခွင့်ရကြတဲ့။ဟုတ်ရဲ့လားအပါရဲ့အဲ့လောက်တောင်အသက်ရှေ့ကြရလား။ဟုတ်တယ်ကွ။ရသောဖျားရှင်ရဲ့ဆန်တော်ရှစ်စုကိုချင်းမြင်ချင်းခံရတဲ့တပုဒ္ဒပလိကကုံတဲ့ညီနောင်နဲ့ဩက္ကလာပမင်းတို့ကရွှေကုံစီတော်တဲဖို့ တိန်ကုတ်တရာဂုံးတော်ရှိတဲ့နေရာကိုမတိကြလို့ဒတိုင်းပြည်လုံးကိုမောင်းကျင်းနေခတ်ပြီးမေးမြန်းကြတော့ဘသူမှမတိကြဘူးအဲဒါကြောင့်ဩကလာပါမင်းရခမဲတော်တရားမင်းကိုတားလိုက်တဲ့အခါတရားမင်းရအေယာဝတ်စင်တော်ကြီးကိုစီပြီးတော့နတ်ဘုံအခြေပရိသတ်အစုံနဲ့လူပီကိုဆင်းသက်လာတယ်အဲဒီအခါဩကလာပါမင်းရဖာကမဲတော်တရားမင်းရှေးဖီးယားသုံးစုတို့ရဲ့တောင်ဝေးတော်ရေစစ်တော်နဲ့ရေသနုတ်တော်တို့ဌာပနာထားရာ ိန်ကုတ်တရာကုန်းတော်ကိုညှို့ပြတော်မူပါလို့ရှောက်တာမင်းမြတ်တဲ့အခါတကြမင်းကသားတော်ဥက္ကလာပါမင်းငါသည်လည်းတတ်တန်းငယ်တော်ကြောင့်ရှေးဖရာတို့မမိပေသို့ပေမဲ့ရှေးကလေးကတတ်တန်းအလွန်ရှိကြတဲ့ကဘာဆောင်ယောဂဇိုးကြီးတွေကိုခေါ်ပြီးတော့မေးမြန်းပေးပါအံ့လို့ဆိုကကဘာဆောင်ယောဂဇိုးကြီးတွေကိုစုဝေးပြီးတော့မေးမြန်းလေရကဘာနှကြီးတစ်ပါးဖြစ်တဲ့အမိတယောဂဇိုးနှကြီးလို့ခေါ်တဲ့ မော်ဘီနဂျီယာတင်ကုန်းတော်ကုန်းတော်တည်ရှိရာအရက်ကိုညှို့ပြပေးပြီးကကုတ်တန်ဖေးရရဲ့တောင်ဝေးတော်ကတင်ကုန်းတော်ကုန်းတော်ရှိကငင်ပင်ကြီးအောက်မှာမြုပ်နှံထားကြောင်းပြောပြရီဝေလူသူမနာယောဂဇိုးနဂျီယာကောနာကုန်းဖေးရရဲ့ရေစစ်တော်ကတင်ကုန်းတော်ကုန်းတော်ရှိကငင်ပင်ကြီးအောက်မှာမြုပ်နှံထားတာကိုပြောပြရာအုတ်တုံမရာယောဂဇိုးနဂျီကလည်းကတ္တဖဖေးရရှင်ရဲ့ရေတနုတ်တော်ကတင်ကုန်းတော်ကုန်းတော်ရှိကငင်ပင်ကြီးအောက်မှာမြုပ်နှံထားကြောင်းပြောပြလို့ တူးပေါ်ပြီးစူပောင်းထပနာပြီးရွှေကုံစီရော်ကြီးကိုတီထားခဲ့ကြတယ်။အဲဒါကိုကျင်ယုတ်ကစိုးနတ်ကြီးတွေကကဘာနဲ့ချီပြီးအသက်ရှိကြတယ်ဆိုတာသိရတယ်။အဲဒီယုတ်ကစိုးနတ်တွေပြမာတွေစူဝေးခဲ့တဲ့နေရာကိုအရင်ကစူဝေးကုန်းလို့ခေါ်တွင်ခဲ့ကြပြီးစိရော်တဆူကိုလည်းတီထားကိုးကွယ်ခဲ့ကြတယ်။နောင်ကာလရွေးချော်လာတဲ့အခါမှာတော့စူဝေးကုန်းကနေစူးလေကုန်းကိုပြောင်းခေါ်ဆိုခဲ့ကြပြီးစိရော်ကိုလည်းစူးလေစိရော်လို့ဒီကနေ့ထက်ထိခေါ်ဆိုနေကြတယ်ကွ။ အဲ့လိုဘာသာအရာရှိလျားစွာရှင်းပြတယ်။ဟုတ်ကဲ့။အပရှင်းပြတော့မှတည်တည်ချာချာသိရတော့တယ်။ဥပါဒံတော့ဘယ်နေ့ဘာဖြစ်မလဲမသိဘူးနော်။သူကန်စားတာမြင့်နေရင်တော့ဘာမှမဖြစ်ဘူးပေါ့။ကန်နေတဲ့အချိန်ကြရင်တော့ယောဂဇိုးနဲ့ကြီးကအညိုထားပြီးအညီပြူမှာပဲကွ။တကိုင်းတလေခြံထားခဲ့ရင်တော်သေးတယ်။အခုတော့ဘာသားကတပင်လုံးကိုကရုံးဖြစ်အောင် ခုတ်ပြလိုက်တာဆိုတော့တမင်တကာရန်သွားစလိုက်တယ်လို့ပဲ။နန်းနဲ့ငကမလဲစားနေတဲ့ မင်းတို့လည်းတစ်ပင်တွေခုံရင်တတိထားကြကွပြီးတော့အကန့်တကန့်တော့ချမ်းပေးခဲ့ကြကြလားဟုတ်ကဲ့ပါဗျတညမှာတိတိကျကျပြောရရင်ကုကုပင်ကြီးကိုခုတ်ပြီးတော့ငားရဲမြောက်တဲ့ညအဲ့ဒီည9နာရီကျော်ခန့်မှာတာသမီတွေတီဗီကြည့်နေကြချိန်မှာဥပဒံအိမ်မော်တက်ကိုတက်သွားတယ်ခနာမြအကြမှာကဲကြပါဟာတရေကြောက်ပါပြီဗျာ အဲ့လိုဥပါဒံရဲ့စွစွဝဝအော်လိုက်တာနဲ့ရိုက်ပုတ်တံတွေကိုကြားလိုက်ကြရလို့တာသမီတွေကအပေါ်တက်ကိုအပြေးလွှာတက်သွားပြီးကြည့်ရှုကြတဲ့အခါဥပါဒံအပေါ်တက်ရန်နာကိုကြည့်ရင်းနဲ့ကျောင်းလန်တကြအော်ဟစ်နေတာကိုတွေ့လိုက်ရတယ်။အဖေအဖေဘာဖြစ်တာလဲ။ဟုတ်ဟိုမတီးငါ့ကိုရိုက်နေတယ်။ငါ့ကိုတတ်တော်မယ်မလာနဲ့တော့ ဥပါဒံကရန်ဒါဘက်စီကိုရဲကြည့်နေရင်မှကြောက်လန့်တကြအော်ဟစ်နေရင်မျက်ဖြူလန်ပြီးတော့သွားတယ်။ဥပါဒံရဲ့အော်ဟစ်တန်ကြောင့်အိနီနာချင်းတွေရောက်လာကြပြီးတော့ဘာဖြစ်ကြလဲ။အော်တန်တွေကြလို့မသိပါဘူးဗျာ။အဖေအဖေတက်ကိုတက်သွားပြီးတော့သိမ့်မကြောက်။အော်တန်ကြလို့တက်ကြည့်တော့ရန်ဒါကိုကြည့်ပြီးတော့တရေကြီးကြောက်ပါပြီဗျလို့အော်ရင်နဲ့သတိလစ်သွားတာ။လို့ကြပါအောင်ဗျာ။လူကြီးတွေအားစံသက်ကြည့်ကြတဲ့အခါမှာဥပါတန်ကမျက်ဖြူလန်ပြီးတော့အသက်မရှိတော့ဘူး။ဟာ ဘာတန်းအသက်မရှိတော့ဘူးတခုခုကိုမြင်ပြီးတော့အကြောက်လုံးပြီးနှလုံးရသေးသွားတာနေမေအမလီအဖေသမီးကိုထားခဲ့ပြီလားကဲကဲငိုနေကြလို့မပြီးဘူးနာရီအတွက်လှုပ်စရာရှိတာလှုပ်ကြရအောင်ဟဲ့သမီးတွေကအော်ဟိငိုယိုနေကြလို့လူကြီးတွေက ပြောလိုက်ရမှာဥပါတန်ရဲ့နာရီအတွက်ပြင်ဆင်နေကြတယ်ဥပါတန်ရဲ့အလောင်းကိုရေချိုးပေးကြဖို့ဝတ်ထားတဲ့အိမ်ယူချွတ်လိုက်တဲ့အခါမှာကြီးစုနေကြသူတွေကအလွန်ပင်အံ့ဩထိတ်လန့်သွားကြတယ် ဟာလဝါရည်အကြီးပဲဟာအမလီဖေဟာဖေဟာအကြောင်းကဥပါဒန်းရဲ့ကြောကုန်းမှာတာမန်ထက်ကြီးမားတဲ့လဝါရည်ကိုတွေ့လိုက်ရတာကြောင့်ဖြစ်တယ်အဲဒါကြောင့်အမြန်ပင်ရေချိုးပေးလိုက်ကြပြီးအလောင်းပြင်ထားလိုက်ကြတယ်ဥပါဒန်းရဲ့နာရီ၅ရက်ပြည့်တဲ့နေ့မှာရွာရဲရလူတွေကနာရီအတွက်ဝမ်းဝုံလောက်ကန်ဆောင်ရွက်ပေးနေကြတယ်အဲ့ဒီအချိန်မှာစက်သွန်နေလင်းနေကြတဲ့အမျိုးသမီးတွေကမိကလေးတအိုးကရုတ်တရက်ထောင်းငိုပြီးတော့ငါသားသမီးတွေကိုခေါ်ပေးကြပါ ငါဘာတမ်းမှာငါပြောစရာရှိလို့ပါအဲ့လိုပြောပြီးတော့မရင်ငွေမရင်ရွှေနဲ့မောင်ထုံးသိန်းတို့ကိုခေါ်ပေးကြတယ်သားသမီးတွေရောက်လာကြတဲ့အခါမှာသမီးရင်ငွေအဖေအတွက်ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတမ်းဝေပေးပါရကစိုးကြီးကအဖေကိုအိမ်မော်ထက်တက်ပြီးတော့ကြောကုန်းကိုလှဝါးနဲ့ရိုက်လို့တေးခဲ့ရတာအခုကုကုပင်းနာမနေနေရတယ်စားစရာလည်းဘာမှမရှိဘူးအဖေအရင်ဒုက္ခရောက်နေရတယ်အဖေကိုအမြဝေပေးပါ အဖြစ်ဆိုးလာကြီးလားအဖြစ်ရဲ့စိတ်ချပါ သမီးတို့အဖြစ်ကိုရေးစုပြီးတော့ကာမုကုတို့လှုပ်ပြီးအမြဝေပေးပါမယ်အဖြစ်ရဲ့ဒါဆိုရင်အဖြစ်သွားတော့မယ်နော် အခုတော့ရောကစိုးကြီးကိုခွင့်တောင်းပြီးတော့လာပြောရတာအချိန်ကြာကြီးမရဘူးစိတ်ချပါ အဖြစ်ရဲ့သမီးတို့အဖြစ်ကိုအသေးသေးချာချာအမြဝေပေးပါမယ်သားသမီးမိအားကလေးပြုလိုက်တဲ့အခါမှာဥပါဒံကကျင်းတက်သွားပြီးတော့ထွက်ခွာသွားတယ်။ဥပါဒံရဲ့အတုပ9ရက်ပြည့်ရဲလေတဲ့နေ့မှာ သားသမီးတွေအားရဟတ်တန်ကားတွေကိုလှူပွဲပစ္စည်းတွေဆက်ကပ်လှူဒန်းပြီးအာသူဘတရားနာကြားကဥပဒန်းကိုအများတန်ပေးဝေလိုက်ကြတယ်။အဲလိုအများတန်ပေးဝေပြီးတဲ့နောက်မှာဥပဒန်းကကျွတ်လွတ်သွားတာလားမသိဘသူ့အမပူးကတ်ခြင်းမရှိတော့ကြိတ်။ဒါပေမဲ့တစောက်ကန်းဘာတန်းလို့ခေါ်ကြတဲ့ဥပဒန်းရဲ့အကြောင်းကတော့ကျန်သောရွာကလေးမှာပျော်စမတ်တွင်ခဲ့ရတော့တယ်။ဇလန်လေးကတော့ဒီမှာပဲပြပါပြီရှင်။နာဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။